ဓမ္မယုံကြည် channel ကနေကြိုဆိုပါရယ်အခုဓမ္မယုံကြည် channel ဒီဆက်ပေးမဲ့တရားတော်ရဲ့နာမည်ကတော့တရားတော်ရဲ့ခေါင်းစဉ်ကတော့အလိုလိုက်ရင်ပျက်စီးပါတယ်ဆိုတဲ့တရားတော်နဲ့ဘုဒ္ဓတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရုပ်ပိုင်းဆိုင်ရာတွေတိုးတက်လာတဲ့ခေတ်မှာစိတ်ပိုင်းဆိုင်ရာတွေဟာညံ့လာတယ် ဘိုးတော်ကလုံဆောင်ရဲ့အတွက်အ धिक သာဝတ်တဲ့အဝတ်တွေဟာမလုံမဆုံနဲ့ဖြစ်ကြတယ်။ဘိုးတော်ကအလုတ်လုပ်ဖို့အ धिक အစားတဲ့အစာတွေဟာလည်းအစင်နဲ့ကစားဖို့တနာဝီကူပြီးလို့သဖွယ်ဖြစ်ကြတယ်။ဘိုးတော်ကယတနာဝတ်တယ်ဆိုရင်ချက်တရည်တို့ဖို့ဝတ်ချက်ပေမဲ့ယခုခေတ်မှာကြွားဝါဖို့ဝတ်ကြတယ်။ဘိုးတော်ကယောသားချင်းကိုမျက်နှာကိုကျင့်တရားကိုထိန်းသိမ်းကြည့်မှုကို ဆောက်ဆောက်ကြတယ်။ဟူတော့စန့်ကျင်ဘက်တွေရှင်းနေရာတိုင်းမှာလို့တွေ့နေကြရတယ်။တရမေစကားမိဘမလို့စားနိုင်။တပည့်စကားဆရာမလို့စားနိုင်ပဲ။သူတို့တော့အတိုင်းလိုက်ပေးရတယ်။ခေတ်ကိုချင်းအပြစ်တင်မနေပါနဲ့။ဒီစနစ်တွေမမှန်တာကိုလည်းတတိထာမိဖို့အရေးကြီးပါတယ်။လူတွေကိုချင်းအပြစ်မမြင်ပါနဲ့။အချင်းမူတွေမပြင်တာကလည်းနိစ္စပြန်ကိုကူးဆက်ကူးဆက်ကြွယ်စီပါရဲ့။ ကိုရိုင်းရဲမကောင်ပဝန်ချင်ကိုတဲ့ခယုမဆိုင်တဲ့လူတွေများလာနေနေမိမိနေတဲ့လောကအကြီးကတော့မตายရပဲပြတ်ချင်နိုင်ပြတ်နေပါပါတာရကဝေတီရေးထားတဲ့အလိုရိုက်ပျက်စီးပါတယ်ဆိုတော့ဘ ਹੁ တုတနဲ့တရားတော်ကိုမြတ်ဝေပေးပြီးတပြီဖြစ်တဲ့အတွက်ဓမ္မယုံချီ channel ကို Chinese Tech ရင်း like နဲ့ subscribe နဲ့အားပေးသွားပါဦးလို့ မေတ္တာရခံချင်ပါတယ်ဓမ္မယုံရှိချန်နေကနေကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှဖျားချမ်းမချမ်းသာပြီးကိုအင်စတာပြုအပ်ကြပါစေဆွေလန်းချမ်းမြေ့ကြပါစေ